ဘာဖြစ်လို့ဒီထဲမှာစိန်ရှင်ယရနာတွေထည့်ပြီးတော့ထပနာတာလဲထပနာတာဆိုတာထိသွင်းတာဘာလို့ထပနာတာလဲမေးလို့ရှိရင်ဖြေတတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်ပဲကိုယ့်အကူလည်းပဲဘာအထိပယ်ရှိတယ်လဲအေးဖះကိုလှူတာပဲဆိုတော့အထိပယ်အပြင်ဘာအထိပယ်ရှိတယ်လဲနော်ဖះကိုလှူတာဒီပြန်နဲ့လည်းလှူလို့ရဘာအကျိုးရှိ ကိုယ့်ရဲ့ယရနာတွေတံပိုးရှိတဲ့ယရနာတွေကိုမြုပ်ပြလိုက်တာဘာအကျိုးရှိလဲဒီလိုမေးစရာကြီးဖြစ်တာဒီရဲ့ချက်အစ်စ်ကိုနားလဲသဘောပေါက်ဖို့လိုအပ်တယ်ဟုတ်အဲ့ထက်မဲ့ဌာပနာပစ္စည်းယရနာတွေထက်သွင်းတယ်ဆိုတာဗုဒ္ဓဘာသာဝင်နေနေတယ်တစ်ဖက်ကမေးလာလို့ရှိရင်ဖြေစရာကဘာလို့ဆိုမြတ်စွာဘုရားရဲ့တတ်တော်မူတော်တွေကိုစုပြီးတော့ဇေဒီတော်ရှိသမျှကနေပြီးတော့ ရှင်မာကတ္တဝတို့ကအစတတမင်းနဲ့တိုင်ပင်ပြီးတော့ဓာတုဋိဌာနဆိုတာဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲ့ဓာတ်တော်တွေစုပြီးတော့ထားတဲ့အထဲမှာတံပိုးကြီးမလာတဲ့ဗရမယာတတုံးကိုထည့်တာပူဇော်ထည့်ထားပြီးတော့စာတန်းကဘာရေးထားလို့ဆိုလို့ရှိရင်နောင်ခါကာလမှာတဲ့ဒီစေတိယဏိဒါနဓာတုဏိဒါန အဆောင်အဝူယိုယွင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲနွမ်းပါတဲ့ပုံကိုယ်တွေဘယင်တွေဟောဒီဗရမယာယရဏံကိုရောက်ချပြီးတော့ဒီဓာတ်တော်တိုင်းကြီးကိုပြန်ပြီးတော့ပြင်ဆင်มาဆက်ဆံလမ်းပါနော်အဲ့ဒါဟာယရဏပစ္စည်းထက်သွင်းခြင်းရဲ့အဓိပ္ပာယ်တစ်ခုပဲကြီးညိုလို့ထဲ့တာကတစ်ခုနော်ကြီးညိုတဲ့အပြင်ဘာထဲ့ထားတော့လဲအေးနောက်တစ်ချိန်ကျတော့ သင်္ခါရသဘောတရားအရာစီတီဆိုတာယူရင်းပြပြသွားမှရှိတယ်။အဲ့ဒီယူရင်းသွားတဲ့စီတီတော်ကြီးမတတ်နိုင်တဲ့အချိန်မှာမပြင်နိုင်မှာဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယရနာတွေကိုရောင်းချပြီးစီတီကိုအသိပြင်မှာလို့ဆိုလိုတယ်ပေါ့။အဲ့ဒီအတိဘယ်နဲ့ထဲ့လာရနေခုတော့ပူဇော်တယ်ဆိုတာလောက်သေးနဲ့တင်မယ်ထဲ့ကြတာတွေများလာတယ်